ထေရဝါဒကိုပြန်လည်ပြီးမွေးဖွားစေခဲ့တဲ့အနောထာနဲ့ရှင်လဲရုတ်ထုတော်ဖရာတွေမှာမရှိဘူးရှင်ဥပါကုဒ္ဒရှိလားရှိတယ်ဘိုးအောင်ရှိလားရှိတယ်အောင်မင်းအောင်ရှိလားရှိတယ်ဟာရှင်လဲကိုမေ့တာလေကျေးဇူးရှင်ဟောမေ့တဲ့နိုင်ငံဘလို့သွားချမ်းသာမှာတော့ရှင်လဲရုတ်ထုမရှိဘူးတထုံလုံးနေရာမျိုးမှာရှင်လဲနောထာရှိတဲ့တယ်တထုံသားမရှိဘူးနတ်ရုတ်တွေရှိလားရှိတယ်ရှင်လဲမရှိဘူးဟုတ်ပြန်ထေရဝါဒကိုလေတန့်ရှင်းအောင်လုပ်ခဲ့တဲ့ they do found out terror about in our country ရှိဘာမှမတတ်နိုင်ဘူးသူတို့ပဲရှုံးပေးလိုက်ရအမှန်တရားတွေအတွက်အဲ့ဒါတွေပြောလို့မုန်းညင်လဲမုန်းစေတော့မကျင်နဲ့ကျင်လဲမကျင်နဲ့ပါစေတော့အဲ့ဒါပြောလိုက်တာဖြင်းချင်းလက်လက်ပါတွေနဲပါတယ်ဘာလို့လဲထေရဝါဒချစ်မြတ်လို့နဲ့ပုဂ္ဂိုလ်နဲတယ်မဟာယာနတွေကများတာဖြင်းချင်းကြောင့်သူတို့ခြိုက်ကိုမလိုက်တာဘူးသူတို့ခြိုက်မလိုက်တော့တို့တွေလက်လက်ပါနဲတော့ဘို့ဒီကကြည်ယူနဲတော့ဘို့ထေရဝါဒမြန်လို့သူကနဲတော့ เนาะအဲ့တော့ကိုယ့်ကိုစဉ်းစားရွှေစာရင်ဖခင်ကြီးမှာတနေ့ဓမေစီဒီကတနေ့နာသာ တနေ့နာထောင်းဝန်နေမကြော့ပဲနဲ့အင်္ဂါထောင်းဝန်ကြော့ရင်ကုသိုလ်ရမရစဉ်းစားရလားရတယ်လေတနေ့နာဂျိုးတိုင်းမှာရေမလောင်းမနဲ့ဒီဘက်မှာလောင်းရင်ကုသိုလ်ရလားရပါတယ်တနေ့နာနေအကုသိုလ်လုပ်ရင် အကုသိုလ်ဖြစ်လားဖြစ်တယ်တနေ့နာနေကုသိုလ်လုပ်ရင်ကုသိုလ်ဖြစ်လားဖြစ်တယ်လေ ဲ့တော့မြန်မာလူမျိုးများကဒီစနေအင်းကဒါတွေရွေးနေတယ်ပြီးရရှိကိုမတိုးနိုင်တော့ယထာတော့ဒါတွေကလည်းပြောလို့လဲမရပါဘူးပြောမယ်ဒါပြောရတာပါနောင်လာလာမယ်လူငယ်လေး